ဲ့ဒါကတော့အမြဲတမ်းသူနဲ့ကျွန်တော်လည်းပြောနေကြသူအာဦးကြီးဦးကြီးတခုဖြစ်ဦးကြီးတော့အာဘိုလ်တော်ကြီးဘာဖြစ်တယ်ညမလဲအဲ့လိုအမြဲပြောနေကြပြောနေကြသူကသူ့သားလေးကိုတားချစ်တာလေတားချစ်တယ်ဆိုတော့ယူယူတာတာမန် normal မဟုတ်ဘူး audition လေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးသူကနောက်တော့ဟိုသူတချင်းဆိုလို့ရှိရင်ဘေးနားမှာဘိုလ်တော်ကြီးကအမြဲတမ်းတက်ပြီးတော့ပါနေကြအချို့ဟိုနားမလည်တဲ့နေရာတွေမှာတခုပြဿနာတက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ပဲသွားပြီးတော့အာ အဲ့လိုမျိုးပေါ့နော်ဒါဓာတ်လေးကိုနားလေပြေးကြဖို့ဆိုအနေနဲ့ပြောပြောတာဆိုတော့ဥကြီးသွားလိုက်သွားလိုက်လည်းဘုံလုံးမပါတာမရှိဘူးနောက်ဆုံးကိုဗစ်ကာလတော့မှကျွန်တော်တို့ပြောင်းနေလူသားမတွေ့ရအဆက်အသွယ်မပြတ်ဘူးအာရှာထွက်ရင်ငါတို့ဘယ်ရောက်လို့မင်းတူငါတို့ဘယ်ကားမောင်းမဘယ်လိုက်ပို့နေရတယ်အဲ့လိုမျိုးအနေနဲ့ရှိနေခဲ့တဲ့မိသားစုပေါ့ဗျာကျွန်တော်အကူရေးလို့ပါပဲကျွန်တော်မှာက ဟိုတကယ်ကိုမိသားစုရှားပါတဲ့ခါကျတော့ဥကြီးတင်ကတကယ်မိသားစုအရင်အခုအရင်လိုမျိုးနေခဲ့ကြရတာဟုတ်တယ်ဟိုသူသူကတော့ဟိုသူ့ရဲ့ဟိုအသက်ကလာအရန်ကြီးရတယ်သူ့ရဲ့ဟိုဟိုတော့ကသုံးနှစ်သားပြောတော့ဆိုတော့သူကအရန်ကြီးနဲ့တိမှမဟုတ်ဘူးကျွန်တော်အဲ့ဒီဟိုဘော်ဒီသွားပြီးတော့ထုတ်တဲ့အချိန်မှာတော့မသူသူခင်ဗျာလေသူ့အဖေအဲ့ဒီ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 စီဗင်ကားပေါ်ကိုတင်လိုက်တဲ့အချိန်မှာသူဘာလို့ဘာကံမှမသိတဲ့ဘဝအဲ့လိုမျိုးဖြစ်နေတာ အာကျွန်တော်ကြည့်ရေလက်မှာမကောင်းဘောเนาะကျွန်တော်တို့ကုတူလေးဆိုတော့ဒီကလေးအခုချိန်ကြီးလဲအတူနားလဲချိန်မှာနားလဲမှာပေါ့အစ်ချိန်မှာလဲသိမှာပေါ့ဗျာဒါဟိုဟိုဟာပေါ့စိတ်ထဲမှာတော့ဟောဥကြီးကိုခုနတော့မှဟိုပေါ့နှုတ်ဆက်ရနေဥကြီးတို့အရင်တိုင်းပဲဥကြီးမိသားစုကကျွန်တော်မိသားစုပါပဲဆိုပြီးတော့အဲအဲ့လိုမစိတ်ထဲပြောရတာပေါ့နော်။ဟာပြောတယ်ဆိုတော့ဒီဒီမိသားစုတွေကတကယ်ကိုကိုမိသားစုတွေလို့ပါပဲဗျာ။ ရကျွန်တော်တို့ကဟာနှစ်ပေါင်းဟာစကားနဲ့နည်းနည်းဆိုတော့ကမိသားစုလိုပဲအတူနေခဲ့တာလို့အတူနေခဲ့တာဆိုတာအော်ကိစ္စရှိတိုင်းသူပွဲရရှိတိုင်းသူသွားတယ်ကျွန်တော်လည်းအတူတူကျွန်တော်လက်ခံပြီးတော့သွားတဲ့ပွဲတွေကမနေဘူးပေါ့ဆိုတော့အဓိကအားဖြင့်တော့ဟိုတကယ့်မိသားစုအရင်းလိုပဲညီကိုအရင်းလိုပဲနေခဲ့ကြတာတဲတကားတဲ့သူသွားတယ်အဲတိတ်ရတဲ့သူအိတ်ကြတယ်အများအားသူ့မိသားစုကုမိသားစုဆိုတဲ့ပုံစံမျိုးနဲ့နေခဲ့ကြတာ တော်တော်တော်ကြာကြာနေခဲ့ကြတာပေါ့နော်အဲကိုဗစ်ကာလနောက်ပိုင်းသာကျွန်တော်တို့မတွေ့ကြမဆုံကြတာကြာသွားပြီမဲ့အများတန်းတော့ဖုန်းနဲ့အဆက်တွေရှိတာပေါ့နော်ဆိုတော့တော်တော်ကလုံးမှလည်းကျွန်တော်ဟိုရှန်ထွန်းဆိုပြီးတော့နာမည်ကိုရှန်ထွက်ဆိုပြီးတော့သူတယောက်ပဲရှိအာကျွန်တော်အများတန်းရှန်ထွက်ရေးရှန်ထွက်အများတန်းကျွန်တော်ကိစ္စမှန်သမျှလည်းသူမပါပြတဲ့ကိစ္စတစ်ခုမှမရှိခဲ့ဘူးသူနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှလည်းကျွန်တော်အကုန်လုံးပြီးပါကိုလိုက်ပြီးတော့ ကိုအခုတယောက်လေးအမြန်လိုက်ပြီးတော့ဖြစ်ရှင်းတယ်ပေါ့နော်အဲ့လိုနေခဲ့ကြတာအော်အုံးတွေမကောင်ဘလူးပေါ့ဟိုဟာပေါ့ဖြေလို့မရဘူးကျွန်တော်ကျွန်တော်ဘုရားမှာကျွန်တော်မိသားစုတွေမှာကျွန်တော်မိခင်ပေါ့နော်ဟောမေကောလေးညီဆုံးလုံးကတစ်ချိန်နောက်အဲ့နောက်ပိုင်းကျွန်တော်ဖလက်တကင်းပုံစံမျိုးနဲ့အဲ့လိုဟိုထဲမှာတော့ဒါဥကြီးဟာတကယ်ကျွန်တော်မိသားစုကိုတယောက်ဆုံးရှုံးသွားသလိုပဲကျွန်တော်ကဒီငလင်းနဲ့ပတ်သက်တဲ့ဒီရမုံငွေရှာတဲ့ကိစ္စတွေနဲ့အားလုံးရှုံ့နေတဲ့အချိန်မှာအာ အညီလေးဖို့ချင်တဲ့ကျွန်တော်တို့ကဟိုတော့ကဲကြဖို့ဒီလေးသွားကြမှာဆိုတော့အဲအဲ့အတွက်ကိုလုံပန်းနေတဲ့အချိန်မှာအာကျွန်တော်ည7:00နာရီ10:00နာရီအထိအလုပ်ရှုပ်တော့အိပ်ပျော်သွားပြီမနေ့မိုးလေး9:00နာရီလောက်မှာချက်ချင်းဖုန်းဝင်လာတော့ညီလေးဖို့ချင်ဖုန်းလန်းဆက်တာသူဆိုင်ရေးတဲ့ဥကြီးဆုံးသွားပြီဆိုတော့ကျွန်တော်ဘလို့မှနေလို့မရအောင်အားနဲ့ချက်ချင်းကျွန်တော်မဆန်လေးစီဖုန်းဆက်ဖုန်းဆက်ပြီးတဲ့အချိန်မှာမဆန်လေးတို့ဥမောင်တို့ကဒီနောက်ကလာဆေးရုံရောက်နေပြီကျွန်တော်ကျွန်တော်ကိုယ်တိုင်မဲအဲ့ဒီ body ဥညိဘော်ဒီသွားထုတ်ပြီးတော့ဒီဒီကိုပို့တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ပဲတင်ပြီးတော့ထုတ်ရတယ်ကွာဟိုစိတ်ထဲမှာမထင်ထားဘူးဗျ။အမတခုခုယောဂဝေဒနာခံစားပြီးတော့နေမကောင်းဖြစ်ပြီးတော့ဆေးကိုတင်ထားပြီးတော့မှဖြည်းဖြည်းချင်းအအဆင်မပြေဘူးဖြစ်သွားတယ်ဆိုလို့ရှိရင်နည်းနည်းကဟိုဖြေစားသေးရပါတော့ခုကရုပ်တရက်ကြီးလိုဖြစ်သွားတာရုပ်တရက်ကြီးလိုဖြစ်သွားတဲ့အခါကျတော့ဟိုဆန်တွေနဲ့တို့တော့မေးကြည့်တော့သူပေါ့နော်အောက်ဆီဂျင်ကျပြီးတော့တအားဟိုအခြေအနေမကောင်းဖြစ်ပြီးတော့အာလုတ်နေတဲ့ကြားထဲကနေပြီးတော့ သက်ပါပါတော့ပြောတော့ဆိုတော့စိတ်ထဲမှာအမှန်မှန်အာဆန်သူဥညင်နေတဲ့နေရာနဲ့ဒီဟိုမြောက်ကလာဆေးရုံနဲ့ဆိုနီးရတယ်ဆိုတော့ဆေးရုံသာအချိန်ပြရောက်လိုက်လို့ရှိရင်အအဆင်ပြေနိုင်သေးတယ်အဲ့လောက်ထိတော့မှသူကအချိန်နဲ့မပေးလိုက်ဘူးဖြစ်တယ်အထင်တယ်နော်ကျွန်တော်ထင်တာတော့ဆိုတော့အဲ့ဘလို့မဟုတ်ရုတ်တရက်ကြီးလို့ဖြစ်တာပေါ့ဗျာအဲ့ဖြေလို့တော့ဟိုမရတလို့မျိုးရှင်ထဲမှာခံစားတာပေါ့အခုချိန်ကြီးလဲဟိုစိတ်ထဲမှာတော့အခုလေးနေဥကြီးကိုဂါရွားပြည့်နေဥကြီး ဘာပဲပြောဦးကြီးရဲ့သူ့ပြည်သားစုသူတားချစ်တာကျွန်တော်အစီဆုံးဘယ်သွားသွားမဆက်နေနဲ့ဖုန်းဖုန်းမပြောတဲ့ရဲဆိုတာတည့်ရမှမရှိဘူးသူတို့သူအမြင်မဆက်နေမေးကြီးလေးမေးကြီးလေးခေါ်ကျွန်တော်ကမဆက်နေမဆက်နေလို့မခေါ်မေးကြီးလေးပဲလိုက်ခေါ်တာအဘုံတို့ကြီးဆိုလို့ရှိရင်ကိုယ့်ရဲ့တူလေးတယောက်လို့ကျွန်တော်တားချစ်တာအဘာပဲဖြစ်ဖြစ်ကုမိသားစုဆိုတဲ့စိတ်မျိုးကျွန်တော်မှာရှိရှိတဲ့အခါကျတော့အခုလိုဖြစ်တဲ့အခါကျတော့တော်တော်လေးကိုယူကြိုးမရဖြစ်ရပါဘူး ဲ့ဒါကတော့အမြဲတမ်းသူနဲ့ကျွန်တော်လည်းပြောနေကြသူအာဦးကြီးဦးကြီးတခုဖြစ်ဦးကြီးတော့အာဘိုးတော်ကြီးဘာဖြစ်တယ်ညမလဲအဲ့လိုအမြဲတမ်းပြောနေကြပြောနေကြ तू ကသူ့သားလေးကိုတားချစ်တာလေတားချစ်တယ်ဆိုတော့ရိုးရိုးတာမန် normal မဟုတ်ဘူး audition လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို तू ကနောက်တော့ဟိုသူတချင်းဆိုလို့ရှိရင်ဘေးနားမှာဘိုးတော်ကြီးကအမြဲတမ်းတက်ပြီးတော့ပါနေကြအချို့ဟိုနားမလဲတဲ့နေရာတွေမှာတခုပြဿနာတက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ပဲသွားပြီးတော့အာ အဲ့လိုမျိုးပေါ့နော်ဒါဓာတ်လေးကိုနားလေပြေးကြဖို့ဆိုအများနဲ့ပြောပြောတာဆိုတော့ဥကြီးသွားလိုက်သွားလိုက်လည်းဘုံလုံးမပါတာမရှိဘူးနောက်ဆုံးကိုဗစ်ကာလတော့မှကျွန်တော်တို့ပြောင်းနေလူသားမတွေ့ရအဆက်ဆွယ်မပြတ်ဘူးအာရှာထွက်ရင်ငါတို့ဘယ်ရောက်လို့မင်းတူငါတို့ဘယ်ကားမောင်းလို့ဘယ်လိုက်ပို့နေရတယ်အဲ့လိုမျိုးအများနဲ့ရှိနေခဲ့တဲ့မိသားစုပေါ့ဗျာကျွန်တော်အကူရေးလို့ပါပဲကျွန်တော်မှာက ဟိုတကယ်ကိုမိသားစုရှားပါတဲ့ခါကျတော့ဥကြီးတင်ကတကယ်မိသားစုရင်းအခုအရင်လိုမျိုးနေခဲ့ကြရတာဟုတ်တယ်ဟိုသူသူကတော့ဟိုသူ့ရဲ့ဟိုအသက်ကလာအရန်ကြီးရတယ်သူ့ရဲ့ဟိုဟိုတော့က၃နှစ်သားအရွယ်တော့ပဲဆိုတော့သူကအရန်ကြီးနဲ့တိမှမဟုတ်ဘူးကျွန်တော်အဲ့ဒီဟိုဘော်ဒီသွားပြီးတော့ထုတ်တဲ့အချိန်မှာတော့မသူသူ့ခင်ဗျာလေးသူ့အဖေအဲ့ဒီ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 စီဗင်ကားပေါ်ကိုတင်လိုက်တဲ့အချိန်မှာသူဘာလို့ဘာကံမှမသိတဲ့ဘဝအဲ့လိုမျိုးဖြစ်နေတာ အာကျွန်တော်ကြည့်မခြေလက်မှာမကောင်းဘောเนาะဆိုတော့ဆိုကုတူလေးဆိုတော့ဒီကလေးအခုချိန်ကြီးလဲအတူနားလဲချိန်မှာနားလဲမှာပေါ့အစ်ချိန်မှာလဲသိမှာပေါ့ဗျာဒါဟိုဟိုဟာပေါ့စိတ်ထဲမှာတော့ဟောဥကြီးကိုခုနတော့မှဟိုဆိုတော့နှုတ်ဆက်နေတဲ့ဥကြီးတို့အရင်တိုင်းပဲဥကြီးမိသားစုဆိုတော့ကျွန်တော်မိသားစုပါပဲဆိုပြီးတော့အဲအဲ့အဲ့လိုစိတ်ထဲကပြောရတာပေါ့နော်။ဟာပြောတယ်ဆိုတော့ဒီဒီမိသားစုတွေကတကယ်ကိုကို့မိသားစုတွေလို့ပါပဲဗျာ။ ဒါတော့ဟိုကမလွယ်မသွေပါဘူးဥကြီးကကျွန်တော်နဲ့ဟိုစပြီးတွေ့တယ်အခုချိန်ကြီးဆုံးသွားတဲ့အစီအစဉ်ကအခုချိန်ကြီးဗျာဘသူတူဦးတယောက်ပေါ်မှာမကောင်းတဲ့စိတ်လုံးဝမရှိဘူးနောက်ပြီးတော့အားလုံးနဲ့တင့်မြအောင်ပေါင်းတတ်တဲ့လူတယောက်ဗျာနောက်ပြီးတော့ဂျူနီယာလေးတွေဒီအစိုးရလေးတွေဝါဒနာပါတဲ့လူခံစားမရဘူးသူအားမပေးခဲ့တဲ့လူတယောက်မှမရှိဘူးနောက်ကျွန်တော်တပည့်ကြီးအများကြီးရှိတယ် ပွဲသွားလို့ရှိရင်ဦးကြီးကဦးကြီးအားဦးကြီးမပါဘူးဖြစ်ကျွန်တော်အများကြီးခေါ်သွားခေါ်သွားလို့ရှိရင်တပည့်တွေလည်းသူသွားကြပြီဆိုတော့တပည့်တွေကိုအာဘသူဆိုကီးလို့ဆရာတွေကအစားဘာကြမ်းဆရာတွေအာခဏကြီးဘာညာနဲ့အဲ့လိုမျိုးတော်နိုင်နိုင်ငံသားကြီးစီဆိုတော့ကျွန်တော်တို့ကျွန်တော်လုံးသိမရပွဲကအခြေကြီးကြီးမပါတဲ့ပွဲတပွဲမှမရှိအများရန်ပါတယ်ဘာလို့ကျွန်တော်အကူတယောက်လိုဖြစ်နေတာဆိုတော့ကျွန်တော်လည်းပတ်သက်တဲ့ကိစ္စမှန်သမျှအာအကုန်လုံးလည်းဦးကြီးဝင်မရှင်းပြတဲ့ကိစ္စတခုမှမရှိဘူးကျွန်တော်တခုခုဆိုလို့ရှိရင်တက်တည်လောကကြီးမှာကျွန်တော်ကိစ္စနဲ့ပတ်သက်ပြီးတက်တည်ထားကြရဆိုလို့ရှိရင် ျွန်တော်ဘောမှာဈေးကြီးကြီးရယ်စိုးအောင်ကောင်းကင်ပြရယ်ဒီနှစ်ယောက်ကဒါအမြဲတမ်းသူတို့နှစ်ယောက်ကပါပြီးသားပါပြီးသားဆိုတာကျွန်တော်တခုဆိုလို့ရှိရင်သူတို့ကအမြဲတမ်းဝင်ဝင်ပြီးတော့ရက်တည်ပြီးကြတာလေကျွန်တော်ဥကြီးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကအမြဲတမ်းမိသားစုသူ့ဝင်တယောက်လိုပဲဟိုအေးတူဘူးမြဆိုတာတကယ်ကိုအဲ့လိုနေခဲ့ရတဲ့ဘဝတွေပေါ့အဲ့ဒါအဲ့ဒါကလည်းသူကဘယ်တော့ဘယ်ဖြစ်ဖြစ်အဆုံးတစ်ဖက်ကိုဘယ်တော့မှရောက်အောင်ဥကြီးကမနေခဲ့ဘူးဆိုတော့တခုခုဆိုလို့ရှိရင်မှန်တာရောသူမှန်တဲ့အတိုင်းကိုသူဟိုကဘာလို့မဆို ဟိုဟာဘယ်လိုခေါ်မလဲသူမသိတဲ့လူကသူ့ကိုကြွားကြလို့ပြောရင်ပြောမယ်ဒါတိုင်းနဲ့သူအမှန်အမှန်တိုင်းပဲဟိုအမှန်ဟိုတော့သူဟိုဘယ်လိုခေါ်မလဲရောရောင်တော့ခေါင်းကြီးနေထက်မှာဒီကြီးကြီးမပါဘူးအာသူသူစတိုင်သူသွားသွားကျင်တယ်သူသူစီးနေကြဖက်နဲ့စီးမယ်သူဆိုရကြပုံစံနဲ့ဆိုမယ်အာသူသူတို့ကလူစီမီအကုန်လုံးကိုသူဖက်လက်တကင်းပေါင်းမယ်အကုန်လုံးပေါ့ကောင်းမွန်တဲ့စိတ်ဓာတ်ထားတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲဘာပဲဖြစ်ဖြစ်ဥညာကောင်းတဲ့မွန်တဲ့ဘွားတော့ရောက်သွားပါဘူး